ဘောရောင်းလုံးပဲမင်္ဂလာပါ။ဘာပဲကြည့်ဒီ channel ကို subscribe လုပ်ဗီနာအကောင်လုံးနှိပ် VPN လေးဖြွင့်ကြည့်ပြီးတော့အကောင်းဆုံးပေါ့ခင်ဗျာ။ဒီပိုင်းစားမှာကတော့ UN က5 star restaurant တစ်ခုမှာသမီးလူစားမဲ့ partner ကိုစောင့်နေမျိုးသမီးတယောက်စီကိုသွားနေခဲ့ပါလေ။မျိုးသမီးကဒိုကြောင်ရဲ့မိခင်ပဲဖြစ်ပြီးတော့ UN ကတော့သူ့ကိုယ်သူဒိုကြောင်ရဲ့ယင်းနီးဆုံးတငယ်ချင်းပါဆိုပြီးတော့သွားမိတ်ဆက်လိုက်ပါလေ။မျိုးသမီးကတော့လောလောဆယ်ဒိုကြောင်ဒီမှာမရှိတောင်းနဲ့သူမလည်းမင်္ဂလာနှစ်ပတ်လည်နေ့အတွက်သမီးလူစားဖို့ခင်မုန်းဖြစ်သူကိုစောင့်နေတာဖြစ်ကြောင်းကိုပြောလိုက်ပြီး စကားပြောဖော်ရင်လုံးနဲ့ယိုဟန်ကိုလည်းသဘောကျနေခဲ့ပါလိမ့်အမျိုးသမီးကယိုဟန်ဘာလို့လှုပ်လဲလို့မေးတဲ့အခါယိုဟန်ကလုံခြုံရေးတိုင်ပင်ဆွေးနွေးတဲ့ကုမ္ပဏီကြီးကိုထောင်ထားပါတယ်ဆိုပြီးတော့သူ့ရဲ့လိမ့်စာကတ်ကိုထုတ်ပေးလိုက်ပါလိမ့်ဒိုကရောင်းအမိခင်ကြီးကသားဖြစ်သူပြစ်မှုကြီးကြီးမားမားကျူးလွန်ထားတဲ့ဆိုရနဲ့အမှန်တကယ်မှာယိုဟန်နဲ့ဘလို့ပတ်သက်မှုတွေရှိနေဆိုတာကိုတော့သိပုံမရပါဘူးခဏကြာဒိုကရောင်းရဲ့ဖခင်အမတ်ကြီးရောက်လာချိန်မှာတော့သူ့ဇနီးနဲ့စကားပြောနေယိုဟန်ကိုမြင်ပြီးတော့အံ့ဩသွားပါလိမ့်အဲ့ဒီအမျိုးသမီးကတန်းစင်ကန်းခဏသွားအောင်မယ်ဆိုပြီးတော့ထားသွားချိန်မှာတော့ယူအန်နဲ့မတ်ကြီးတို့နှစ်ဦးပဲကြံခဲ့ပြီးတော့စကားပြောခဲ့ကြပါလိမ့် ယူအန်ကမကြခင်ကထောင်ဝထွက်ပြေးသွားတဲ့ဗတ်ထေကျုံးဆိုတဲ့လူကဒိုကြောင်းကိုအမဲဖြတ်ဖို့လိုက်ရှာနေတာမဟုတ်လို့အမတ်ကြီးသာဆန္ဒရှိရင်ဒိုကြောင်းအတွက်လုံခြုံရေးအပြည့်အဝချထားပေးမှာမဟုတ်လို့သူကူညီပေးရမလားဆိုပြီးတော့စကားဆလိုက်ပါတယ်အမတ်ကြီးကတော့ယူအန်စကားကိုရေးမပါသလိုပုံစံနဲ့ပဲသူအနေနဲ့အဲ့ဒီဗတ်ထေကျုံးဆွဲကောင်းမရှင်းရဲလို့ယူအန်စီအလုပ်အပ်ခဲ့တာမဟုတ်ပဲဒီကိစ္စတွေကိုကိုယ်တိုင်ကင်တွယ်ဖြေရှင်းရင်သူရဲ့လွတ်တော်အမတ်ဆိုတဲ့ဂုံသိက္ခာကိုကြာဆင်းမှာဆိုတဲ့အတွက်သာယိုဟန်လိုကောင်ပတ်စံပြီးပြီးတော့ခိုင်းခဲ့တာဖြစ်တယ်လို့ဆိုလိုက်ပါတယ်။မတ်ကြီးရဲ့စကားယိုဟန်အတော်လေးထိသွားမလို့ ယွမ်လဲမန်ကြီးကသားပြည်သူဒုက္ခအောင်မှာကြောင့်မဟုတ်ပဲကိုယ့်ရဲ့ဂုံတိတ်ခါပို့လေးထားလို့ကုလို့ဒီစီစဉ်ခဲ့တာပေါ့ဆိုပြီးပြန်မေးလိုက်ပါလေအမတ်ကြီးကအေးအဲ့လိုတီထားရင်လည်းစင်ငင်ပြီးနေငါ့ကိုထိခိုက်မဲ့ဟာမျိုးတွေမလုံးမီးစေနဲ့လို့ပြန်ပြောလိုက်တော့ယွမ်လဲတော်လေးကိုတင်းသွားခဲ့ပါတော့တယ်ဒါမဲ့အဲ့အချိန်တန်းစင်ခန်းသွားတဲ့မျိုးမီးလည်းပြန်အောင်လာတော့မလို့ယွမ်လဲနေရာကနေထားပေးလိုက်ပြီးဘာမှမဖြစ်သလိုပုံစံမျိုးနဲ့ပဲဒါဆိုလဲသူ့ရဲ့ကမ်းလှမ်းချက်ကိုတေချာစဉ်းစားပြီးတော့နောက်မှသာဖြေပြန်ပေးပါလို့ပြောပြီးတော့နေရာကနေထွက်သွားလိုက်ပါတယ် ယွမ်ထွက်သွားပြီးတဲ့နောက်မှာတော့အမတ်ကြီးကယွမ်ကိုတိတ်ဆိတ်ရှင်းပြဖို့လိုအပ်နေဖြစ်တာမဟုတ်လို့စီစဉ်ဆွဲဖို့အတွက်သူ့တပည့်တွေကိုချက်ချင်းခိုင်းစေခဲ့ပါလေ။ညမရောက်ချိန်မှာပဲယိုဟန်အင်ကိုအမတ်ကြီးရဲ့လူတွေရောက်လာခဲ့ပြီးယွမ်ကိုအလစ်ဝင်ပြေးဖို့လှုပ်ကြပါလေ။ဒါပေမဲ့အကောင်သေးပြီးတော့ဆောင်းရန်အစိတ်ပြင်းတဲ့ယိုဟန်ကပဲအမတ်ကြီးလွတ်လိုက်တဲ့သူတွေအားလုံးအပြတ်ရှင်းပြလိုက်နိုင်ပြီးတော့အမတ်ကြီးကလည်းသူ့အခုလိုမျိုးသေးသေးချင်းနေရပဲဆိုတာကိုသဘောပေါက်သွားခဲ့ပါလေ။တပတ်မှလည်းထဲကျွန်းနဲ့ယုံရှိတို့စကားပြောနေကြရင်ထဲကျွန်းကယုံရှိရောဘီယာတပူလောက်တောင်းမလားလို့မေးလိုက်တော့ ရုံးရှိကမတောက်တော့ဘူးလို့အသေးအံညင်းပြီးတော့သူ့ရဲ့အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ရုံးရှိကသူဟာအရင်တုန်းကအရက်ကိုထမင်းမိတ်ဟင်းမိတ်ဒေလောင်းအောင်တောက်ပြီးတော့ဒါများပေါ်မှာလဲတောင်းဝင်မကြေခဲ့သူလို့ဆိုပါတယ်။တဲမှာတော့ရုံးရှိကဇနီးတဲ့နဲ့စကားများပြီးတော့တောက်လက်ဆဆေးလိတ်ကိုကျမ်းမြမှာခြားထားပြီးတဲ့နောက်အရက်တောက်ဖို့ဆိုပြီးတော့အိမ်ကနေထွက်လာခဲ့ပါတယ်။ရုံးရှိတယောက်မူးယူပြီးတော့အိမ်ကိုပြန်လာချိန်မှာတော့အိမ်တိန်လုံးမီးလောင်တွေကိဖြစ်ပြီးတော့ဇနီးပြေသူကလည်းမီးလောင်မှုထဲမှာပါဝင်သွားခဲ့ပါတယ်။အဲဒီအချိန်ရုံးရှိဝင်ကဲမယ်ဆိုရင်အချိန်မီနိုင်ပေမဲ့ ရုံရှိတယောက်ကြောက်စိတ်တွေဝင်ပြီးတော့ခြေလန်းတလန်းတောင်မရွေးခဲ့တာကြောင့်ဇနီးဖြစ်သူလဲဆုံးပါသွားခဲ့ရပြီးတော့ရဲတွေကလည်းရုံရှိကစကားများပြီးတဲ့နောက်အယံမူးနဲ့အိမ်ကိုမီးရှို့ပြီးတော့ဇနီးဖြစ်သူကိုတတ်ခဲ့တယ်ဆိုပြီးတော့တန်တရားဝင်သွားခဲ့ကြတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ရုံရှိလဲအဲ့အချိန်ကိုပြန်တွေးမိတိုင်းဇနီးကိုကင်မရုတ်ခဲ့ရဘူးဆိုတဲ့စိတ်နဲ့အချိန်တိုင်းနောင်နာရနေခဲ့တာမလို့အားလုံးထင်သလိုဇနီးကိုကိုယ်တိုင်မဲ့တတ်ပြစ်မိခဲ့တာပါဆိုပြီးတော့စိတ်မကောင်းစွာနဲ့ထဲကျွန်းကိုပြောပြနေခဲ့ပါတယ်။နောက်မနက်ကိုရောက်ချိန်မှာတော့စုံနောက်ဝန်က UNC ကိုဖုန်းဆက်ပြီးထဲကျုံဖမ်းမိကန်ဒီမှလည်းလွတ်သွားပြန်တာကြောင့် အချိန်ကလေးဆောင်ပေးပါအောင်ဆိုပြီးတော့လှမ်းပြောခဲ့ပါလေ။ယွမ်ကလည်းအချိန်လုံးလောက်လောက်ပေးထားမလို့အေးစိလို့ပါဆိုပြီးတော့ပြန်ဖြေခဲ့ပါလေ။ဖုန်းပြောပြီးတဲ့နောက်မှာယွမ်ကထဲကျုံဒိုကြောင်စီကနေကဲထုတ်သွားတဲ့ CD မှတ်တမ်းကိုကြည့်ပြီးတော့ရုံးရှိတို့သားဖားကဘယ်လိုပတ်သက်မှုတွေများရှိနေလို့ထဲကျုံကိုကုလောက်တီကူညီပေးနေရလဲဆိုတာကိုအယံကိုသိချင်နေခဲ့ပါလေ။ထဲကျုံကသူ့ကိုကူညီဖို့ဘေးအားလူတွေကိုငွေပေးနိုင်မှာမဟုတ်လို့ရုံးရှိဆိုတာလဲထောင်ထဲမှာရင်းနှီးခဲ့တဲ့မိတ်ဆွေတတ်တတ်ပဲဖြစ်ပြီးတော့ရုံးရှိရဲ့သမီးဆိုရင်လုံခဲ့တဲ့အနှစ်20လောက်ထဲကကွဲကွာသွားတဲ့မိခင်ကို တတ်ခဲ့ပါလေလို့ထင်မှတ်ပြီးတော့တစ်လုံးမုံလာခဲ့ရတဲ့ဖခင်ယုံရှင်းနေတော့အတူပြန်နေကထဲကျုံကူညီပေးနေတာကြောင့်ယူအန်လည်းစဉ်းစားစဉ်းစားနဲ့သိကျင်စိတ်ကပိုလာတဲ့အတွက်ထဲကျုံကဘာကြောင့်ကူညီပေးနေရတာလဲဆိုတာကိုကိုယ်တိုင်သွားမေးကြည့်ချင်းလောက်အောင်ကိုစိတ်ဝင်စားနေခဲ့ရပြီပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းထဲကျုံကသူ့ရဲ့လက်နက်ကိုစမ်းသပ်ပြီးတော့အစမ်းပစ်ခတ်ကြည့်နေတော့မှဓမင်းစားဖို့လာခေါ်တဲ့အွန်ဘီကမြင်သွားပြီးတော့မချီချူးစဘူးရမ်းမိုက်တာပဲဆိုတော့ထဲကျုံကချီချူးနေခဲ့ပါတယ်။အဲနောက်ဓမင်းစားဖို့ခေါ်လိုက်တဲ့ကထဲကျုံကမစားသေးတောင်းပြောပြီးညင်းလိုက်တော့ ။ဝန်ပြီးလဲရုံရှိကိုတိုင်ပင်ပန်းခံပြီးတော့ဟင်းနေချက်ထားမလို့မအေးခင်မြန်သွားစားလိုက်လို့ပြောလိုက်ပြီးဈေးလေးဝယ်ဖို့ထွက်သွားပါတော့တယ်။ဝန်ပြီးရဲ့တငယ်ချင်းကလည်းထမင်းစားဖို့ကိုတိုင်လာပြောပြီးတဲ့အတွက်ထဲကျုံးကြိုက်နေမလားဆိုပြီးတော့စနောက်လေးပြန်လာကြောက်ဇိုးမမဝန်ပြီးလဲရှက်ကိုရှက်ကန်းနဲ့နှစ်ချက်ဖို့ဖမ်းမနှမ်းမဲနဲ့ပြန်ညင်းလိုက်ရပါသေးတယ်။စတိုးဆိုင်ရောက်တဲ့အခါမှာဝန်ပြီးတောက်ဈေးလေးဝယ်နေချင်းစုံနှောင်းဝယ်နေတဲ့တဲ့သွားတိုးနေရကြောက်ဝန်ပြီးလဲမသိကြအောင်ဆောင်ပြီးတော့ဆိုင်ထဲကနေအမြန်လစ်လာခဲ့ရပြန်ပါလိမ့်။ဒါပေမဲ့စုံနှောင်းဝန်ကတော့ဝန်ပြီးကိုမမှတ်မိပဲအပေါဝါးတွေလိုက်သွားပြီး ထဲကျွင်းပုံကိုထုတ်ပြဒီလူကိုတွေးမိသေးလားဆိုပြီးတော့မေးနေတဲ့အတွက်အွန်ဘီလည်းမတွေးမိချောင်းကိုပြန်ပြောပြီးတော့နေရာကနေမြန်လစ်လာခဲ့လိုက်ရပါတယ်အဲ့နောက်မှအွန်ဘီကထဲကျွင်းလို့စီကိုဖုန်းဆက်ပြီးတော့ရဲတွေရောက်နေဖြစ်ကြောင်းလှမ်းပြောဖို့လုပ်ပေမဲ့ထဲကျွင်းကလည်းဖုန်းမကင်ခဲ့ကြပြန်ပေါ့စွန်တော်ဖွန်ကတော့အေးဆေးဆေးလိုက်ထိုင်တော့နေနေမှာစောစောကသူနဲ့စကားပြောခဲ့တဲ့မိန်းကလေးရဲ့ခါမှာတက်တူးရှိနေအောင်ပြန်တွေးမိသွားပြီးအဲ့တက်တူးเจ้าကိုစဉ်းစားလိုက်ပြန်တော့လဲနှုံယုံရှိရဲ့အင်ကိုသွားစစ်ဆေးတော့ကသူနဲ့ပြဿနာတက်ခဲ့တဲ့မိန်းကလေးရဲ့တက်တူးနဲ့စင်တူနေအောင်တရိယာသွားတာကြောင့် ခုနမင်းကလေးကຫນွေုံရှိရဲ့သမီးပဲဆိုတာသိသွားပြီးတော့ရဲတပ်သားတွေကိုចောင်းကြကអ៊ំပြီးနောက်ကိုအသေးအဆန်လိုက်ပါတော့တယ်។អ៊ំပြားလဲထဲကျုံးလို့စီយោဖုန်းနဲ့ខោបောင်းမနဲ့ខော်နေပြီမဲ့ထဲကျုံးကဖုန်းလုံးဝမកាន់ခဲ့တာကြောင့်တော်လေးကိုစိတ်ပူနေခဲ့ရပါတယ်။အဲနာမတော့သူမရဲ့နောက်ကနေရဲတွေလိုက်လာတာကိုသိသွားခဲ့ပြီးអ៊ំပြီးလဲလမ်းကျိုးလမ်းသားចောင်းလို့ចောင်းကြနေပတ်ပေါင်းကရဲတွေကိုမျက်ခြေဖြတ်ပြီးတော့အိမ်ကိုအမြန်ပဲပြန်ပြေးလိုက်ရပါတယ်။အိမ်ကိုရောက်ချိန်မှာတော့អ៊ំပြီးလဲရဲတွေလိုက်လာပြီးဖြစ်ចောင်းကိုပြောလိုက်ပြီးတော့သမင်းစားနဲ့ရုံးရှင်းတဲ့ထဲကျုံးကိုနေရာကနေထွက်ပြေးခိုင်းမှာတော့တယ်။ ကနာကြမှာတော့ရဲတွေလည်းရောက်လာခဲ့ပြီးတော့အိမ်ရှိမှရက်ထားတယ်။အွန်ပြီးရဲ့စပိန်လေးကြောင့်ဒီမှာရှိနေမယ်ဆိုတော့တိကျတီးသွားခဲ့ကြပါလိမ့်။ဒါပေမဲ့စုံနောက်ဝန်နဲ့ရဲတွေအိမ်ထဲကိုဝင်ဖို့လုပ်ချိန်မှာပဲကားပေါ်ရောက်နေဖြစ်တဲ့အွန်ပြီးတို့သားဖကတဏျာအောင်မောင်းထွက်သွားကြပါလိမ့်။ရဲတွေဟာအွန်ပြီးတို့ကားနောက်ကိုလိုက်သွားကြချိန်မှာတော့ထဲကျုံးကအိမ်နောက်ဖေးပေါက်ကနေထွက်လာပြီးတော့ဆိုင်ခင်းနဲ့တဏျာအောင်ကိုမောင်းသွားခဲ့ပြန်ပါလိမ့်။အွန်ပြီးတို့ကတော့ကားဝဲရှော့မှာရက်လိုက်ကြပြီးတော့ရဲတွေလည်းအွန်ပြီးတို့ကားထဲကိုစစ်ဆေးကြပါတော့တယ်။အွန်မီနဲ့ရုံးရှိတော့ရဲတွေကိုတတိမထားမိသလိုပုံစံမျိုးနဲ့ နေပြီးတော့ဝက်ရှော့ကလူနဲ့စကားတွေပြောပြီးတော့မသိသလိုပဲနေနေကြပါလိမ့်အဲ့ချိန်ဆုံနောက်ဝမ်စိတ်တူနဲ့ပဲရုံးရှိကိုဆွဲလိုက်လာတာလို့ပြီးဒဲကျိုးမမရှိနေလဲဆိုတာကိုမေးချိန်မှာတော့ရုံးရှိလဲဆုံနောက်လုံနေပြီးတော့ကို့ဆွမ်းစားနေကိုမရှာပဲဒဲကျိုးမမရှိနေလဲဆိုတာဘာလို့သူ့စီပဲလာလာမေးနေရတော့ဆိုပြီးတော့ပြန်ဖြေလိုက်ပါလိမ့်အဲ့တော့ဆုံနောက်ဝမ်လဲဒဲကျိုးနဲ့ပတ်သက်မှုမရှိဘူးဆိုရင်အခုကဘာလို့သူတို့လိုက်လာတာကိုထွက်ပြေးရလဲလို့မေးတော့ရုံးရှိလဲသူလဲထွက်ပြေးခြင်းလို့ပြေးတာမဟုတ်ပဲအစားပြောထားသလိုပဲထောင်းအောင်ထွက်လာပြီးတဲ့ကရဲရာရှိတွေထောင်းအားလူတွေနဲ့မပတ်သက်ခြင်းလို့သာဖြစ်ကြောင်းကိုပြန်ပြောခဲ့ပါလိမ့် အဲနောက်ထောင်ဆောင်ရန်လည်းထိန်ထိုးမမှာရှိနေလဲဆိုတာအမှန်တိုင်းပြောပြပေးပါဆိုပြီးတော့ထပ်ပြောပြန်တဲ့အခါရုံးရှင်းလဲဘယ်ထိန်ထိုးပြောတာလဲလူသားမှုကျူးလုံးများထောင်အောင်ထွက်ပြေးဝထိန်ထိုးလားဒါမှမဟုတ်မတရားဆွဆဲခံပြီးအမှုမှန်အောင်ချပြဖို့စူးစမ်းနေထိန်ထိုးလားလူသားသမားထိန်ထိုးရှာနေရဆိုတော့ကျွန်တော်လည်းမတွေးမိပါဘူးဆိုပြီးတော့ပြန်ဖြေလိုက်ပါတော့လေအွန်ဘီကလည်းဘာမှသိသလိုပုံစံနဲ့ကားကိုလိုအပ်တာတွေလုပ်နေပြီးကိစ္စပြီးသွားတဲ့အချိန်မှာတော့ပြန်ကြမယ်ဆိုပြီးတော့ဖခင်ကိုခေါ်ကားကားဝဲရှော့ကနေပြန်ထွက်လာခဲ့လိုက်ပါလေ စုံနောက်ဝမ်ကတော့ခုနအိမ်မာထဲကျုံရှာပြီးတော့ဂျန်နေခဲ့တဲ့သူ့လူတွေကိုတိန်လုံးနှမ်းအောင်ရှာခိုင်းပြီးအနီးနားတစ်ဝိုက်ကလမ်းကျိုးလမ်းကြားမှာပါမကြံထဲကျုံလိုက်ရှာဖို့အော်ပြောနေနေပေါက်ကွဲပြီးတော့ဒါဂျန်နေခဲ့ပါတော့တယ်ထဲကျုံကတော့လောလောဆယ်ဘေးကင်းမှုအတွက်လက်ရှိတဲခုနဲ့အိမ်နဲ့ခဝေးတနေအောင်ဆိုင်ကနဲ့ထွက်သွားနေခဲ့ပါပြီတမမတော့တယောက်တည်းဂျန်ခဲ့တဲ့ဦးပြီးတငယ်ချင်းအိမ်ကိုလူတယောက်တကားလာခောက်ခဲ့ပါလိမိန်းကလေးကတကားသွားဖွင့်ပေးလိုက်တဲ့ခါမှတော့ရောက်လာသူကသူမှတကားမှမမြင်ဘူးတဲ့လူတယောက်ဖြစ်နေခဲ့ပါလိ ချိန်ခဏလောက်ကြာတဲ့ခါမှာတော့ရုံရှိတို့သားပါလေအင်ကိုပြောင်းလာခဲ့ကြပါလေအိမ်ထဲဝင်ချင်းမှာတော့ပေါ့ဝါမှာမိမိကြီးရနေတဲ့ယိုဟန်ကိုတွေးလိုက်တာကြောင့်အုံမီလည်းသူမတငယ်ချင်းဟန်ပြောရဲ့ဧည့်သည်ထင်းတဲ့ယိုဟန်ကိုနှုတ်ဆက်လိုက်ပါလေနောက်တော့မှမလန်းမကန်မှသတိမေ့ပြီးတော့လဲကြနေဟန်ပြောကိုမြင်ပြီးတော့အုံမီတို့လည်းစိတ်ဖို့တကြီးပြေးကြည့်ကြတဲ့အချိန်မှာပဲရုံရှိတို့သားဖဘယ်သွားလဲလို့မေးတာကိုဟန်ပြောကမတည်ဦးဆိုပြီးတော့လိန်ပြောနေတာကြောင့်တစ်ချက်လောက်ဆုံးမပေးလိုက်တာဖြစ်ပြီးအားပြင်းမသုံးလိုက်တာမလို့တိတ်ပြီးတော့စိတ်ပူစရာမလိုပါဘူးလို့ယိုဟန်ကထားပြောလိုက်တာကြောင့် ။အွန်ဘီလည်းဒေါသကြီးထွက်ပြီးတင်းငါယိုဟန်ကိုပြေးတီးဖို့လှုပ်လိုက်ပါလေ။ယွမ်ကတော့ရုံးရှိတို့သားဖားရဲ့ကုညီကြောင့်ထဲကျွန်းကအန်နေကင်းသွားခဲ့တာမလို့အချင်းချင်းကဘလို့များပတ်သက်နေကြလဲဆိုပြီးသူအသိချင်တဲ့ကိစ္စကိုတကယ်ကြီးကိုတိုင်းလာမေးခဲ့တာပဲဖြစ်ပါလေ။ယုံးရှိတို့ကတော့ယိုဟန်ကိုလုံးဝမသိတာမလို့ဘာလို့တဲ့သူလဲဘသူလဲနဲ့သာပြန်ပြီးတော့မေးနေခဲ့ပါလေ။ယွမ်ကတော့သိချင်စိတ်ကိုမထိန်နိုင်တော့ပဲအွန်ဘီကရောရုံးရှိကိုကုညီပေးဖို့အတွက်နှစ်၂၀လောက်ဝေးกว่าပြီးတော့ကိုအမေကိုတတ်ခဲ့ပါတယ်ဆိုရဲလူနဲ့တော့ဘာကြောင့်တူတူပြန်နေရလဲဆိုပြီးတော့ထမေးလိုက်တဲ့အခါမှာတော့ ။အွန်ဘီလည်းစိတ်တွေရမ်းတိုးပြီးတော့ယိုဟန်ကိုပြေးကန်ထလိုက်ပါတော့တယ်။ဒါမဲ့တိုင်းကျွမ်းတဲ့ယိုဟန်ကပဲအွန်ဘီရောတမီးဖြစ်သူတို့အတွက်ပြန်ခုခံပေးတဲ့ရုံးရှိကိုရောပါအမောက်တိတ်ခဲ့ပြီးတော့ရုံးရှိတို့ရဲ့အကူအညီနဲ့ထဲချုံးဘယ်အချိန်လေးထိဆက်သွားနိုင်မလဲဆိုတာစောင့်ကြည့်အောင်မယ်လို့ပြောလိုက်ပြီးတော့နေရာကနေထွက်သွားလိုက်ပါတော့တယ်။ညမရောက်ချိန်မှာတော့ထဲချုံးကလမ်းတနေရာမှာရှိနေပြီးတော့ဒုကယောင်းရဲ့အကောင့်ဝင်ချက်ရင်နဲ့မနေ့ကဒုကယောင်းတင်ထားတဲ့စတိုရီကြောင့်ဒီနေရာကိုတီးသွားခဲ့ပြီးဒုကယောင်းနဲ့ရှင်းရှင်းမို့နေရာကိုလိုက်သွားနေပြီပဲဖြစ်ပါတယ်။ ။ဒါပေမဲ့လည်းဒိုကျောင်းကစူအိုနဲ့အတူရှိနေပြီးတော့ထဲကျွန်းအလာကိုစောင့်နေခဲ့ပါလေ။ထဲကျွန်းကဒိုကျောင်းရှိတဲ့အဆောက်အကုရောက်တဲ့အခါမှာတော့ဒိုကျောင်းလည်းထဲကျွန်းရောက်မလာမအောင်စိုးရိမ်နေတာဖြစ်ကြောင်းပြောပြီးတော့ကြိုဆိုလိုက်ပါလေ။ထဲကျွန်းကအချိန်ကြိုက်မလို့သူ့ကိုအကျွေးပြန်ဆက်တော့ဆိုပြီးတော့လေးနက်နက်နဲ့ပြန်ပြောလိုက်တဲ့အခါအရာအလုံးကိုကိုစလေကြီးအန်ယိုဟန်ဆိုသူကစီစဉ်ပေးခဲ့တာမဟုတ်လို့အကျွေးရသူစီလာတောင်းအောင်မဟုတ်ကြောင်းဒိုကျောင်းကပြန်ပြောလိုက်ပါလေ။တဲကျွန်တော်ဒိုကျောင်းပြောနေရတယ်ကိုနားမလည်မဲ့လက်ရှိမှာသူ့ပြစ်မှတ်ကဒိုကျောင်းပဲဖြစ်နေရမို့လို့ရှေးရှေးဝေးပြန်မပြောတော့ပဲ အသင်းယူလာတဲ့လက်နက်ကိုထုတ်ပြီးတော့ဒိုကျောင်းကိုပြစ်ချလိုက်ပါတော့တယ်။အချင်းစုကိုထားပြီးသားလုံချုံကြီးကောင်တွေကဒိုကျောင်းကိုဝင်ကယ်ပြီးတော့ထဲကျုံးနဲ့တိုက်ခိုက်ကြပါတော့တယ်။ထဲကျုံးကလုံချုံကြီးကောင်တွေကိုအသေးအံပြန်ခုခံနေဇူနားမှာပုံနေတဲ့ဒိုကျောင်းကိုလည်းသူ့ရဲ့လက်လုံတနက်နဲ့လှမ်းပြစ်ပြန်ပါတယ်။အချင်းထဲကျုံးရဲ့ပြစ်ချက်ကဇူကိုထိသွားတာကြောင့်ဇူလည်းစိတ်ဒိုသွားခဲ့ပြီးဒိုကျောင်းအောက်မှာသွားဆောင်ခိုင်းပြီးတော့ထဲကျုံးကိုယ်တိုင်ဝင်ပြေးပါတော့တယ်။ထဲကျုံးလည်းတိုင်းခိုင်တဲ့ဒိုကျောင်းတောင်နေရာကနေလစ်သွားတာကိုမြင်ပြီးတော့လိုက်သွားလို့လုပ်ပြီးမဲ့ဇူကဝင်တီးပြန်တာကြောင့်ဇူနဲ့ဆက်ပြီးတော့တိုက်ခိုက်ရပြန်ပါတယ်။ ။ချိန်ကနာကြောင်တိုက်ခတ်လို့ပြီးမှတော့ထဲကျုံနဲ့ဆူအိုးကိုအမှောက်သိပ်ပြီးဒိုကြောင်နောက်ကိုပြေးလိုက်သွားခဲ့ပါလိမ့်။ဆိုအဲလူတွေကလည်းလက်မလျှော့သေးပဲသူတို့ဆရာကိုဆွဲထုတ်ပြီးတော့ထဲကျုံကိုလိုက်ဖမ်းကြပြန်ပါလိမ့်။ဆောက်ရဲအောက်ကိုရောက်ခံဒီချိန်မှာတော့ဒိုကြောင်ကထဲကျုံကိုမြင်ပြီးတော့သူတို့အချိန်နဲ့မဟန်တော်ကိုသိနေတဲ့အတွက်ကားနဲ့တဏျာကိုအမြန်မောင်းထွက်သွားခဲ့ပါလိမ့်။ထဲကျုံလည်းသူဆိုင်ကယ်ကိုယူပြီးတော့ဒိုကြောင်ကိုမိလိုက်သွားပါလိမ့်။ဆိုနဲ့သူလူတွေကလည်းထဲကျုံကိုထပ်ပြင်းမှုနောက်ကနေလိုက်ကြပြန်ပါလိမ့်။လမ်းပေါ်ရောက်ချိန်မှာတော့ဒိုကြောင်ကထဲကျုံသူ့ကိုဖမ်းမိသွားမှဆိုတဲ့အတွက်အချိန်တိမ်ပြီးတော့မောင်းပြေးမယ်။ ထဲကျွန်းလည်းကားထုကားကြားနေပတ်မောင်းပြီးတော့ဒုကျောင်းတော့အသက်ကုန်လိုက်ပါလေဇိုနဲ့သူ့လူတွေကလည်းထဲကျွန်းလိုက်ဖမ်းကြတာကြောင့်ထဲကျွန်းတောင်ဒုကျောင်းတော့အမိလိုက်နေဇိုတို့လက်ကနေလွတ်အောင်လဲမတဲကိုရှောင်တိန်နေခဲ့ရပါလေတနေ့အောင်ရောက်တဲ့အခါမှာတော့ထဲကျွန်းကဒုကျောင်းရဲ့ကားကိုဖိုင်တာလိုကြော်တက်သွားလိုက်ပြီးတော့ဇိုးစီကမလာတဲ့တနက်နဲ့ဒုကျောင်းကိုလှမ်းပစ်လိုက်ပြီးမဲ့လေလူကိုမထိပဲကားကိုပဲထိမှန်သွားခဲ့ပါလေအဲကျင်းဇိုးကကားထဲကျွန်းနောက်ကနေကြော်တက်ပြီးတော့အရှိအဝင်ကားလိုက်တာကြောင့်ထဲကျွန်းလည်းချိန်မထိနိုင်ပဲဂျုံးပြစ်ပြီးတော့ဇိုးတို့ကားနောက်ခန်းထဲကိုအော်တိုရောက်သွားခဲ့ပါလေ ။ထဲကျုံတယောက်ကားမမဆူတို့တပိတ်နဲ့တိုက်ခိုင်နေကားရှိကန်းနေတနတ်နဲ့လမ်းပြဖို့လုပ်ပေမယ့်ဇိုးကိုလည်းတတိထားနေခဲ့ရပါလိမ့်။ထဲကျုံကဆိုရဲလူတွေကိုရှင်းပြလို့ပြီးမှာတော့တိုင်ခိုင်နေဆိုအစ်ကိုစောင့်လို့တနတ်နဲ့ပြစ်ပေးလိုက်တာကြောင့်ဇိုးလည်းကားပေါ်မှာရှော့ကိန်းဆိုင်သွားပါတော့တယ်။အဲနောက်ထဲကျုံကကားမောင်းနေကောင်းပြင်းလိုက်ပြီးတော့ကောင်းကိုယ်တိုင်ဝင်မောင်းကဒိုကြောင်းနောက်ဆက်လိုက်ပါလိမ့်။ဒိုကြောင်းလည်းကြောက်ကြီးတွေပန်းပြီးတော့အတကုံမောင်းပြေးပါတော့တယ်။တနေ့အောင်ရောက်မှာတော့ကားနှစ်စီးကဟိုဘက်တစ်ဘက်ရှင်းမောင်းပြီးတော့တပတ်နဲ့တပတ်တနတ်တီနဲ့အပြန်လန်ပြစ်ကြပြန်ပါလိမ့်။ လူတွေမထိပ်ပေမဲ့ကားရီော်တော်လေးကိုဆုပ်ပြတ်တတ်နေကြပါပြီအမထဲကျောင်းအကြံတစ်ခုရသွားတယ်ရေမောင်းနေနဲ့ကောင်းချိန်ချော့ပြီးတော့ဒုကျောင်းကကားဖင်ကိုဖြတ်တိုက်ပလိုက်ပါလေအဲ့လိုနဲ့ဒုကျောင်းကကားထဲကျောင်းရှေ့တက်တက်ကိုရောက်သွားချိန်မှာတော့ထဲကျောင်းလည်းကားကိုဆက်မောင်းလာပြီးတော့ရှေ့တက်တက်ကဒုကျောင်းကိုလည်းတနတ်နဲ့လမ်းပြပြန်ပါလေအချိန်လမ်းတစ်ဖက်ကနေဂုံကားရရှိန်နဲ့မောင်းလာကြောင်းထဲကျောင်းအချိန်မီဘက်တစ်ဖက်ကိုမောင်းထွက်သွားလိုက်နိုင်ပေမဲ့ကြားမှာညက်နဲ့ဒုကျောင်းကတော့ဂုံကားကြီးနဲ့ထိတ်တိုက်မိတ်ဆက်သွားခဲ့ရပြီးကားကလည်းရရမရှိအောင်ဆုပ်ပြတ်သွားခဲ့တော့တာပါ ။ထဲကျွန်းတဲ့ကားပေါ်ဆင်းသွားပြီးတော့ဒိုကြောင်ကလည်းသူ့ကားပေါ်ကနေဆွဲချလာခဲ့ပါလေ။အဲနောက်အတန်ဖန်းဆက်ကိုဖွင့်ပြီးတော့သူကြားချင်းတဲ့စကားကိုပြောသွားဖို့ဒိုကြောင်သားကိုထိုးပေးပါလေ။စောက်ကြောတင်းနဲ့ဒိုကြောင်တော့ဘာစကားမှပြောမပေးနိုင်လို့ဒီတိုင်းတတ်ချင်းတပ်ပလိုက်လို့ပြောပြီးတဲ့နောက်မှာအဲနေရာမှာပဲရှော့ဘရာသားနဲ့ဘောကားသွားခဲ့ပါတော့လေ။ခဏကြာမှတော့ဒိုကြောင်ရဲ့ဖုန်းမြည်လာခဲ့တဲ့အတွက်ထဲကျွန်းလည်းဒိုကြောင်ရဲ့အိတ်ကတ်ထဲကဖုန်းကိုထုတ်ကြည့်လိုက်တဲ့အခါဖုန်းကတည်းကကိုစလဲ UN ဆိုပြီးတော့မှတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒဲကျွန်းလဲဆောဆောကဒိုကြောင်ပြောလိုက်တဲ့ကိစ္စအားလုံးကို ိုစလဲအန်ကစီစဉ်ပေးခဲ့ဆွဲစကားကြောင့်စိတ်ဝင်စားနေကြတာဖြစ်ပြီးဖုန်းကန်လဲချိန်မှာယူဟန်ကလည်းတစ်ဖက်ကနေဖုန်းကန်နေသူကထဲကျုံးမလားနှိရှိ၃ကြားနေနံပါတ်နဲ့ဗီတာမင်တောင်းနေသူလေးဆိုပြီးတော့ပြောလာခဲ့ပါတယ်အဲဒီစကားကြောင့်ထဲကျုံးလဲယူဟန်ဆိုရဲကောင်သူတို့ကိုဖမ်းဆီးပြီးကားပြိုင်ပွဲစီစဉ်တဲ့ကောင်ပဲဆိုတာချက်ချင်းမှတ်မိသွားပါတော့တယ်ယူဟန်ကတော့ထဲကျုံးရဲ့ဖြစ်ပျက်ကိုမြင်းတနီးအားနေစောင့်ကြည့်နေတယ်ဘတ်တို့ကြောင်တည်သွားပြီလားဆိုတာနဲ့လက်စားချပြီးအောင်မြင်သွားတဲ့ရတာကရောဘယ်လိုခံစားလဲဆိုပြီးတော့မေးလိုက်ပါတယ်အဲ့တော့ထဲကျုံးရဲ့အနီးနားတစ်ဝိုက်မှာရှိရမယ်ဆိုတော့တည်သွားပြီးတော့ ဒီနောက်ပတ်ဆိုးလိုက်ချိန်မှာတော့မလန်မကန်နေသူ့ကိုလမ်းနှုတ်ဆက်နေတယ်။ယိုဟန်ကိုတွေးလိုက်ရပါတယ်။ယိုဟန်ကထဲကျုံနေတဲ့ဒိုကြောင်ကိုတတ်လိုက်နိုင်တဲ့အတွက်စူဂျင်းနေနဲ့ဘာလို့ဂျင်းလဲလို့မေးလိုက်ပြီးကားပြိုင်ပွဲတုန်းကလည်းဝမ်5ဘီလီယံလောက်ပေးရမလားဆိုပြီးတော့ပြောလိုက်ပါတယ်။ထဲကျုံကသူ့ဆီကဘာလို့ဂျင်းလို့လဲဆိုပြီးတော့ပြန်မေးလိုက်တော့အလုပ်တစ်ခုအတွက်ပန်နာတွေဖြစ်နေဆောင်ချင်လို့ကမ်းလှမ်းနေတာဖြစ်ကြောင်းနဲ့ဝမ်5ဘီလီယံဆိုတာလေထဲကျုံဘွားမှာဘရောမှစာနိုင်တော့မယ့်ပမာဏမဟုတ်တာမလို့အဲ့ဒီပတ်စံကိုယူပြီးတော့ဘွားသစ်စားဖို့နဲ့အခုလိုကမ်းလှမ်းတာလေထဲကျုံရဲ့လုပ်ရည်ကိုင်းလို့သဘောကျလို့ပါဆိုပြီးတော့ယိုဟန်ကပြန်ပြောလိုက်ပါတယ်။ ဲ့တော့ထဲကျောင်းကလည်းအဲ့လိုဆိုရင်ယိုဟန်ကန်လန်းကျောင်းကိုလက်ခံဖို့တော့အချိန်ကိုနောက်ပြန်လှည့်ပြီးတော့သူ့ရဲ့ပျက်စီးသွားတဲ့ဘဝဆုံဆုံလိုက်တဲ့တငယ်ချင်းတွေနဲ့မစီမဆိုင်မတရားအသက်ခံလိုက်တဲ့ညီဖြစ်သူထဲချင်းတို့ကိုပြန်ပေးနိုင်မလားလို့မေးလိုက်တော့ယိုဟန်ကလည်းနောက်ကျောင်းပြန်ပြီးတော့အတိတ်ကိုပြန်မပြောတော့ဘူးနဲ့ညီဖြစ်သူတရားတာကလေးထဲချုံးပါတာညီဖြစ်သူရဲ့အိမ်မှာလက်ကောက်ကြကြံခဲ့လို့တတ်သိကြမှာဆိုတဲ့အတွက်ညီဖြစ်သူကိုရှင်းပြလိုက်ရတာဖြစ်ပြီးထဲချင်းကိုတတ်ခဲ့တဲ့နန်ချုံးကိုလည်းသူကိုယ်တိုင်တတ်ပေးပြီဖြစ်တာမလို့ထဲချုံးရဲ့လက်စားချေချင်းတွေကဘတ်တို့ကြောင်းမှနေအဆုံးတန်းသိဖြစ်ကြောင်းကိုပြန်ပြောခဲ့ပါတယ် အချိန်ထဲကျောင်းကတော့ငါလိုချင်တာမေးခွေးစကားတွေထပ်မပြောနိုင်အောင်အဲ့ဒီဘွားနေဆွဲချဖို့ပဲမိခနာဆောင်နေမင်းကပြန်လာရှာမယ်ဆိုပြီးတော့သာပြန်ပြောလိုက်ပါလေဂျွမ်ကလည်းအေးလေအေးစေးပြောလို့မရတော့လဲနောက်ထပ်ပုံစံတစ်မျိုးနဲ့ပဲစကားပြောကြည့်ကြတာပေါ့ဆိုပြီးတော့ပြန်ပြောလိုက်ပေမယ့်ထဲကျောင်းကတော့ယိုဟန်စကားမဆုံးခင်မှာပဲဖုန်းချပစ်လိုက်ပြီးနေရာကနေထွက်သွားခဲ့ပါလေဂျွမ်တယောက်ထဲကျောင်းနဲ့စကားပြောပြီးအပြန်လန်းတစ်ချောင်းမှာတော့ဒီကိစ္စကအရှိဆွဲဆက်မှုမကောင်းတော့တဲ့အရာဖြစ်နေရမလို့ဒီကိစ္စမှာပါဝင်ပတ်သက်နေသူတွေအားလုံးကိုအမြန်ဆုံးရှင်းပြဖို့သာစဉ်းစားနေခဲ့ပါလေ။ ဲ့လိုနဲ့နောက်ညမှာတော့ယူအန်ကဒိုကျောင်းရဖခဲ့အမတ်ကြီးရဲ့အိမ်ကြီးသွားပြီးတော့အမတ်ကြီးကိုရှင်းပြခဲ့ပါတော့တယ်။ယူအန်ကအသက်မြမြောက်လေးသာကျန်တော့တဲ့အမတ်ကြီးကိုကြည်နေတယ်။သူကခါတိုင်းသူလူလူကိစ္စမျိုးကိုယ်တိုင်မဖြေရှင်းတတ်ပဲအမတ်ကြီးမို့လို့သာ special service အနေနဲ့အိမ်တိုင်ရာရောက်ကိုယ်တိုင်လာတတ်ပေးတာပါလို့ပြောလိုက်ပါတယ်။အဲနောက်ယူအန်ကအမတ်ကြီးမသေးခင်သူ့ရဲ့လိုအပ်ချက်တစ်ခုကိုနားထောင်မလားဆိုပြီးဘယ်သူမှမသိတဲ့အကြောင်းအရာတစ်ခုကိုခုလိုမျိုးပဲပြောပြခဲ့ပါတယ်။ယွမ်ကသူ့သက်16နှစ်သားရွယ်မှာမိဘနှစ်ပါးစလုံးကိုမကျေနပ်ချက်တစ်ခုကြောင့်သူကိုယ်တိုင်မဲ့ရက်ရက်ဆက်ဆက်တပ်ပစ်ခဲ့တာလို့ဆိုလိုက်တာပါ။အ အိုင်နောက်လဲကြသေးဆုံးတဲ့မိဘနှမကိုကြည့်ရင်ဘာဆက်လို့ရမှမသိဖြစ်နေချိန်မှာပဲအဲ့ဒီရပိုင်းတော့ကရာဇဝတ်သားတကောင်ထောင်ကထွက်ပြေးလာပြီလို့ယူအန်တို့ရက်ကွက်ထဲမှာထွက်ပြေးပုန်းဆောင်နေဆိုတဲ့သတင်းတစ်ခုကိုတွေ့လိုက်ရပါတယ်ယူအန်ကလည်းအဲ့ဒါကိုခွင်ကောင်းယူပြီးတော့သူ့မိဘတွေကိုအဲ့ဒီရာဇဝတ်သားကတပ်ပစ်လိုက်တာဖြစ်ကြောင်းရဲတွေစီတိုင်ချက်ဖွင့်လိုက်ချိန်မှာတော့ရဲတွေကရာဇဝတ်သားကိုလိုက်ဖမ်းကြပြီးတော့ရာဇဝတ်သားကလည်းထွက်ပြေးနေရဲတယောက်တန်းတန်းနဲ့ပြစ်တာကိုခံလိုက်ပြီးတော့တေးဆုံးသွားခဲ့ပါတယ်အဲ့ချိန်ကဆားလို့ယူအန်လည်းသူ့အဖြစ်ပြက်ကိုနမူနာယူပြီးအစင်ပြေတဲ့နီလန်းကိုရှာတွေ့သွားခဲ့တာမလို့ အရွယ်ရောက်လာတဲ့ခါအလွယ်တကူဒီလောက်ကိုလောက်ကင်နိုင်ခဲ့တာပဲဖြစ်ပါတယ် UND အကြောင်းတွေပြောပြလို့ပြီးမှာတော့ဒါတွေကဘသူ့ကမှမပြောပြဘူးတဲ့ထိတ်တန်းလိုဝတ်ချက်တစ်ခုဖြစ်တာမလို့အမတ်ကြီးလည်းအုတ်ကူတဲ့ထိယူသွားပြီးဒီလိုဝတ်ချက်ကိုထိမ့်သိမ်းထားပေးပါလို့ပြောကာအမတ်ကြီးပါစားထဲမှာထိုးဆိုင်ထားတဲ့ဓားကိုအားပြင်းနဲ့ထိုးချပြီးအမတ်ကြီးကိုအဆုံးသတ်ပစ်ခဲ့ပါတယ်နောက်နေ့မနေ့ရောက်တဲ့ခါမှလည်း UN ကရုံးချဲ့ရဲ့လျှက်စစ်ပစ္စည်းပြင်ဆိုင်လေးစီကိုတွားခဲ့ပြန်ပါတယ်ဆိုင်ထဲမှာပစ္စည်းတွေဟိုကြီးဒီကြီးဆတ်စုပြီးတဲ့နောက်အခန်းထဲဝင်ကြည့်ချိန်မှာတော့ ။စောက်တုပ်ကြားထဲကနေမီးလောင်ထားတဲ့ဓာတ်ပုံလေးကိုတွေ့လိုက်ရပါတယ်။ပုံလေးကရုံရှိတို့မိသားစု၃ယောက်ရဲ့ဓာတ်ပုံဖြစ်ပြီးရုံရှိရဲ့ဇနီးဖြစ်သူပုံဘက်ကတော့မီးလောင်ပျက်စီးနေခဲ့ပါတယ်။ယွမ်ကအဲ့ဒီမီးလောင်ထားတဲ့ဓာတ်ပုံလေးကိုပဲမီးထပ်ရှို့လိုက်ပြီးတော့ဒီသားဖောက်ကိုဆွဲထည့်ရင်ဘက်ထဲကျုံဆိုတဲ့ကောင်ဘလို့တုံးပြန်မလဲဆိုတော့သိကျင်လိုက်တာလို့လူရုပ်မှာအပြုံးနဲ့ပြုံးပြီးတော့ပြောနေတော့မှာပဲဒီဘက်ကဒီမှာတခန်းရပ်ပြန်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီနေ့အတွက်ဒီဆက်မောကတော့လောက်ပါပဲနောက်နေ့မှာအပိုင်းစနဲ့ဆက်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ